PNB ပြည်သူများလုံးပဲမင်္ဂလာပါရှင်ဒီကနေ့နိုဝင်ဘာလ25ရက်နေ့ PNB TV CC ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့ CC မှာတော့နောက်ဆုံးရပြည်တွင်းသတင်းတွေအကစားသတင်းတွေနဲ့အတူနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်အရင်ဆုံးတော့နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့ CC မှာတော့မင်းလေပန်ကို KNU စီးနှင်းမှုအပြီး DKPA ကောက်ွယ်ပေးနေတဲ့တရုတ်ကြားဖြတ်စည်းုံကြီးပေါ်ပေါ်လာတဲ့သတင်းအမေရိကန်ရောမြန်မာတွေရဲ့ယာယီခုံလုံခွင့် TPS ကို အမေရိကန်အစိုးရကရုတ်သိမ်းလိုက်တဲ့တွင်အမျိုးသမီးတဦးကိုရိတ်နှစ်ပြီးချိတ်ချော့ခဲ့တဲ့ပိုတူဝန်ကိုခေါ်ယူစစ်ဆေးနေပြီလို့နေပြည်တော် BTF တွေထုတ်ပြန်တဲ့တွင်ရန်ကုန်မြို့နယ်ကြော်တဒါရဲစခန်းကိုလက်ပြီးပုံနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တွင်စားတဲ့တွင်တွေပါဝင်သောဆုံးရပြည်တွင်တွင်တွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးပြည်တွင်းသတင်းတပုတ်အနေနဲ့မင်းလက်ပံကို KNU စီးနှင်းမှုအပြီး DKBA ကောက်ွက်ပေးနေတဲ့တရုတ်ကြားဖြန့်စစ်ရုံကြီးပေါ်ပေါ်လာတဲ့ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။တောင်ရင်မြစ်ကန်းဆက်ကမင်းလက်ပံကြီးရွာမှာဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKBA ကကောက်ွက်ပေးထားတဲ့နိုင်ငံဖြတ်ကျော်ကြားဖြတ်အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုကိုအရင်မျိုးသားစီယုံ KNU ကဝင်ရောက်စီးနှင်းထိန်းသိမ်းခဲ့တယ်လို့ထုတ်ပြန်လာပါတယ်။နိုဝင်ဘာလ29ရက်နေ့မနေ့ပိုင်းကအင်္ဂလိပ်ဘာသာနဲ့သတင်းထုတ်ပြန်လာတာဖြစ်ပြီးနိုင်ငံတကာအတိုင်းအဝိုင်းရဲ့အရေးပေါ်ပူးပေါင်းဆောင်ရွက်မှုကိုတောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကစစ်တပ်ဟာသူတို့ဆုံးရှုံးထားတဲ့လေကစ်ကော်ဒေတာကနယ်မြေတွေကိုပြန်လည်ရယူဖို့ထုတ်စစ်ဆင်ခဲ့ပြီး KNU နဲ့တိုက်ပွဲဖြစ်ပွားနေတော့စစ်တပ်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ DKBA တပ်ဖွဲ့ဝင်အချို့က KNU ကိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒါကြောင့် KNU နဲ့ DKBA ထိတ်တိုက်တိုက်ပွဲဖြစ်ပွားကတိုက်ပွဲတွင် DKBA တပ်ဖွဲ့ဝင်130ကျော်လက်နက်ချခဲ့ပြီး KNU တပ်ဖွဲ့တွေက DKBA အခြေစိုက်ရာမင်းလက်ပံစခန်းတွင်းသို့ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ရမှာ ကြားဖြတ်လုပ်ငန်းတစ်ခုကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီကြားဖြတ်လုပ်ငန်းကိုကာကွယ်ပေးထားသူဟာ American ဘဏ္ဍာရေးဝန်ကြီးဌာနကဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့ DKBA ခေါင်းဆောင်လေးဦးတွေကဗိုလ်မှူးချုပ်ဆိုင်းကျော်လာရဲ့တိုက်ရိုက်ကုတ်ကဲမှုအောက်မှာရှိနေပြီးနိုဝင်ဘာလ22ရက်နေ့ကလူကုန်ကူးခံရသူများကယ်ဆယ်ရေးနဲ့လုပ်ငန်းဖျက်သိမ်းရေးအတွက်အထူးကွင်းဆင်းအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်လို့ထုတ်ပြန်ကြမှာဆိုပါတယ်။အဲ့ဒီနောက်နိုဝင်ဘာလ23ရက်နေ့မှာစတင်စစ်ဆေးခဲ့ပြီးကွန်ကရစ်အဆောက်အအုံ20နဲ့၄တပ်တိုက်နှလုံးမှာလူတွေဖြစ်ကျက်နေပြီး ကွန်ပျူတာတွေ IT ဆက်ပစ္စည်းတွေနဲ့ကြားဖြန့်ငွေလေးလုပ်ငန်းလုပ်ကင်နေတဲ့အခြေအနေကိုတွေးရှိခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီကြားဖြန့်လုပ်ငန်းအတွင်းအိမ့်မိနေသူဥယျာဉ်မှာခက်မှန်းချေ2000ခန့်ရှိပြီး KNU ကပထမနှစ်ရက်အတွင်းနိုင်ငံခြားသား840ကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာ KNU ကကြီးမားသောစိန်ခေါ်မှုနဲ့ရင်ဆိုင်နေရတာကြောင့်နိုင်ငံတကာကူညီတွေလိုအပ်ပြီးတင်းစီရမိတဲ့တပ်တိကံပစ္စည်းတွေကိုနိုင်ငံတကာမှုခင်းစစ်ဆေးရေးအဖွဲ့တွေစီလွှဲပြောင်းပေးရသွားမယ်လို့ဆိုပါတယ်။ ဒါပြင်တက်ဆိုင်ရာနိုင်ငံတွေတရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ဘူးပေါင်းဆောင်ရွက်ဖို့လည်းအသင့်ရှိကြောင်းကြေညာထားပါသေးတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ရောမြန်မာနိုင်ငံသားတွေရဲ့ယာယီကိုလုံခွင့် TPS ကိုအမေရိကန်အစိုးရကရုတ်သိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။အမေရိကန်ရောမြန်မာနိုင်ငံသားတွေကိုပေးထားတဲ့ယာယီနေထိုင်ကိုလုံခွင့် TPS ကိုရလိုက်ပြီလို့အမေရိကန်အစိုးရကကြေညာလိုက်ပါတယ်။ အနာသိစစ်တပ်ကအရေးပေါ်ချွေးနေကိုရုတ်သိမ်းပြီးစစ်ကောင်စီကနေစစ်ကော်မရှင်ကိုအာဏာလွှဲပြောင်းလိုက်တာလာမန့်နှစ်ကုံပိမာရွေးကော်ပွဲလုပ်ဖို့စီစဉ်နေတာနဲ့စစ်တပ်နဲ့တရင်သားလေးနှစ်ကိန်တပ်တွေအကြားအပြည့်အရသဘောတူညီချက်ရတာတွေကြောင့်မြန်မာနိုင်ငံမှာအုပ်ချုပ်ရေးနဲ့တည်ငြိမ်ရေးဟာထူးခြားသောတိုးတက်မှုတွေရှိလာပြီးဖြစ်တယ်လို့အမေရိကန်လုံခြုံရေးဝန်ကြီးဌာနရဲ့လူဝင်မှုကြီးကြပ်ရေးဌာနကဆိုပါတယ် ဒါကြောင့်ယာယီအကာအကွယ်ပေးထားတဲ့ခူလုံခွင့် TPS ကိုရစိန်ကြောင်ထုတ်ပြန်ထားတာပါဒီရဆိုင်မူဟာလာမယ့်2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့မှာစတင်အသိဝင်မယ်လို့သိရပါတယ်။လက်ရှိအမေရိကန်မှာ TPS ခွင့်ပြုချက်နဲ့နေထိုင်နေတဲ့မြန်မာတွေဟာရေပေါ်60အထိနေထိုင်ရတော့မှဖြစ်ပြီးတမရဂျိုးပိုင်တန်က2021စစ်အာဏာသိမ်းခဲ့တဲ့အတွက်အမေရိကန်မှာရော့နေတဲ့မြန်မာနိုင်ငံသားတွေကိုယာယီခိုးလုံခွင့် TBS ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပြီးတစ်နှစ်တစ်ခါတည်တန်းတိုးခဲ့တာပါဒီလိုဆုံးဖြတ်လိုက်တာဟာအမေရိကန်နိုင်ငံသားနှင့်လူဝင်မှုကြီးကြရေးဦးဆောင်မှုဌာန USCIS ကမြန်မာနိုင်ငံရဲ့အခြေအနေကိုပြန်လည်သုံးသပ်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့တိုင်ပင်ဆွေးနွေးတာတို့အပေါ်အခြေခံထားကနေရက်ကိုပေကင်းစွာပြန်နိုင်တဲ့အခြေအနေဟာတိုးတက်လာပြီဖြစ်တယ်လို့အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာထားတာပါ ခုဆက်လက်ပြီးအမျိုးသမီးတဦးကိုရဲနှစ်ပြီးချင်းချော့ခဲ့တဲ့ဘူတူဝန်ကို ခေါ်ယူစစ်ဆေးနေပြီလို့နေပြည်တော် PTF တွေကထုတ်ပြန်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။အမျိုးသမီးတဦးကိုရဲနှစ်ချင်းချော့တယ်လို့တင်ကြားခံထားရတဲ့နေပြည်တော်တိုင်းစစ်ဌာနနေပြည်တော် PTF ရဲ့စစ်ထော့အရာရှိရဲဘော်တူဝန်ကိုခေါ်ယူစစ်ဆေးမိများနေတယ်လို့နေပြည်တော် PTF ကထုတ်ပြန်လိုက်ပါတယ်။မနေ့ကနိုဝင်ဘာ24ရက်မှာထုတ်ပြန်လိုက်တာဖြစ်ပြီး နေပြည်တော် BTF စစ်တော်ချုပ်ပူတူဝန်ကအမျိုးသမီးတအုပ်အပေါ်ကိုထီလျော့ကျူးလွန်မှုလက်နှက်နဲ့ချင်းချော့မှုတွေနဲ့အရေးယူပေးဖို့ကျူးလွန်ခံရတဲ့အသက်၄၂နှစ်အရွယ်အမျိုးသမီးမတန်တောင်အောင်ကမနေ့က၂၄ရက်နေ့ကထုတ်ပြန်လိုက်တာဖြစ်ပြီးနေပြည်တော် BTF စစ်တော်ချုပ်ပူတူဝန်ကအမျိုးသမီးတအုပ်အပေါ်ကိုထီလျော့ကျူးလွန်မှုလက်နှက်နဲ့ချင်းချော့မှုတွေနဲ့အရေးယူပေးဖို့ ကျွလုံခံထားရတဲ့အသက်42နှစ်အရွယ်အမျိုးသမီးမတန်တာအောင်ကနိုဝင်ဘာ20ရက်နေ့မှာတင်ကြားခဲ့တယ်လို့ဆိုပါတယ်။ဒီလိုစစ်ဆေးချက်တွေအရကာကွယ်ရေးဝန်ကြီးဌာနဒီသူကာကွယ်ရေးတပ်မတော်စီယုံချုပ်ရဲ့လမ်းညွှန်မှုကိုခံယူပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းအတည်ပြုထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ10ရက်နေ့ညကနေပြည်တော် BTF စစ်ထော့အရာရှိပူတူဝနှင့်စနီးဖြစ်သူတို့ စကားများရန်ဖြစ်ရာသူစနီးငွေချင်းဖြစ်သူမတန်တာအောင်ကို ဘူတူဝန်ကရိတ်နှစ်ပြီးတနချင်းကချင်းချော့ခဲ့တာလို့ဒေတာတွင်သတင်းဌာနရဲ့ဖော်ပြမှုအရသိရပါတယ်။လက်ရှိမှာဂျူးလွန်ခံရသူမတန်တာအောင်ဟာ NUG ကာကွယ်ရေးဌာန KNP ရဲ့ဌာန KSP ကာလာလာတပြူဟာနှင့် KNI အမျိုးသမီးအစည်းအရုံး KNWO IEC အမျိုးသမီးနှင့်ကလေးသငယ်ရွေးရာဌာန KNI ပြည်တပ်ပေါင်းစုံစီဦးစီးအဖွဲ့တို့ကိုတင်ကြားထားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေစီကသိရပါတယ်။ အသက်52နှစ်အရွယ်ရှိပြီဖြစ်တဲ့မာတနာအွန်ဟာဒီမောဆိုအနော့ချမ်းမှာဒေတာခန်နဲ့စီပင်းရှင်တွေအလို့အကိန်ရရှိရေးအတွက်လက်မှုပညာသင်တန်းကျောင်း Crochet for Kindy ဒီထွန်ထားသူတူလည်းဖြစ်ပါတယ်နောက်ဆုံးပြည်ရင်းသတင်းတပုတ်အနေနဲ့ရန်ကုန်မြို့လယ်ကကြော်တားရဲစခန်းကိုလက်ပြပုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုပြောပြပေးပါမယ်။ရန်ကုန်မြို့ကြော်တားမြို့နယ်စူးလီပြားလမ်းမပေါ်ရှိကြော်တားမြို့မှာရဲစခန်းကို လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကလက်ပြပုံးနှလုံးနဲ့ပြစ်ခတ်တက်ခဲလိုက်တယ်လို့ Operation Fly OF တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ဒီနေ့နိုဝင်ဘာ25ရက်မနေ့တနာယီဝန်းကျင်ကတက်ခတ်ခဲ့တာဖြစ်ပြီးရဲစခန်းရွှေကင်းတဲအနီကြားရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်ဒီတက်ခတ်မှုကို Operation Fly အဖွဲ့ကဖိုင်ယာပါဝါစစ်စင်ရေးလို့အမည်ပေးထားပြီးအထူးအခိတ်ပျက်စီးတာနဲ့ပတ်သက်ပြီးမသိရသေးကြုံ OF တပ်ဖွဲ့တာဝန်ရှိသူစီကသိရပါတယ် ကျော်ဒနာမျိုးမရဲစခန်းဟာစစ်ကော်မရှင်ကပြုလုပ်မဲ့အထုအယွန်ရွေးကော့ပွဲကိုဘူပေါင်းပါဝင်လှုပ်ရှားတာပြည်သူတွေကိုညီမျိုးစုံနဲ့မတရားဖမ်းဆီးနှိပ်စက်နေတာတွေအတွက်တိုက်ခိတ်ခံရတာလို့ဆိုပါတယ်။ဒါအပြင်အထုအယွန်ရွေးကော့ပွဲကိုဘာဝင်လှုပ်ရှားနေတဲ့စစ်တပ်ထော့တွင်တွေကိုလည်းဖွင့်ရပါဝါစစ်စင်ရေးအတွင်းဆက်လက်တိုက်ခိတ်သွားမယ်လို့ဆိုပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ကတော့တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။ စစ်တပ်ရွေးကောက်ပွဲကိုလုံးဝလက်ခံမှာမဟုတ်ဘဲရန်ကုန်မြို့ရှိတော်လာရေးမဟာမိတ်အားလုံးနဲ့ပူးပေါင်းပြီးတက်ခိတ်တာတွေအချိန်မြင့်သွားမယ်လို့ Operation Flame OF တပ်ဖွဲ့ကအသိပေးထားပါသေးတယ်ရှင်။အခုနားဆင်ခဲ့ရတာကတော့နော်ဆုံးရပြည်ရင်းသတင်းတွေပဲဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးနော်ဆုံးရနိုင်ငံတကာသတင်းတွေကို VNB ဝင်းတော်သားကိုဖုံးမောင်ကဆက်လက်တင်ဆက်ပေးပါမယ်။တရုတ်ခေါင်းဆောင်ရှီကျင်းဖင်ဟာ American သမ္မတ Donald Trump နဲ့ တနင်္လာနေ့ကဖုံပြောဆိုခဲ့ရာအငင်းပွားပွဲရာထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတရုတ်ရဲ့ရည်တည်ချက် မပြောင်းလဲကြောင်းထက်လောင်းပြောကြားခဲ့ပါတယ်။ရှီကျင်းပင်ဟာထိုင်ဝမ်ကိုတရုတ်ပြည်မှကြီးစီပြန်လဲတိုးတင်းခြင်းဟာဖက်စစ်ဝါဒနဲ့စစ်ဝါဒကိုအမေရိကန်တရုတ်ပူးတွဲတိုက်ဖြတ်ခဲ့တဲ့စစ်ပီးခေတ်နိုင်ငံကစနစ်ရဲ့အဓိကစိတ်ပိုင်းတစ်ရပ်ဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းတရုတ်နိုင်ငံသားကြီးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံကထိုင်ဝမ်ကို၎င်းရဲ့နယ်မြေအဖြစ်အခိုင်အမာပြောဆိုထားပြီးလိုအပ်ပါကအင်အားသုံးပြီးတင်ပိုက်မယ်လို့ကတိပြုထားပါတယ်။ သို့သောထိုင်ဝမ်ရဲ့ဒီမိုကရေစီနှိကြရွေးချယ်တင်မြှောက်ထားတဲ့အစိုးရဟာတရုတ်ရဲ့ရည်တည်ချက်ကိုပြင်းပြင်းထန်ထန်ပယ်ချထားပါဗျ။ဖုံးပြောဆိုမှုအပြီးတွင်ထိုင်ဝမ်ဝန်ကြီးချုပ်ချိုယွန်းထိုက်ကထိုင်ဝမ်လူမျိုး23တန်းအတွက်တရုတ်ပြည်မှကြီးသို့ပြန်လည်သွတ်သွင်းခြင်းဆိုတာရွေးချယ်စရာမရှိကြောင်းအင်ကာနေကပြောကြားခဲ့ပါဗျ။ကျွန်တော်တို့အနေနဲ့တဖန်ထက်မှန်အလေးထားပြောကြားလိုတာကတော့ထိုင်ဝမ်တပ်ရနိုင်ငံဟာအချုပ်ချာအာဏာပိုင်ပြီးလုံးဝလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်လို့သူကပြောပါတယ် ဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်စာနေတက်ကချီကလည်းသမရထရန့်နဲ့ပုံပြောဆိုခဲ့ပြီးချီချင်းပင်နဲ့ထရန့်တို့ရဲ့စကားဝိုင်းအပြင် အမေရိကန်ဂျပန်ဆက်ဆံရေးကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ချီချင်းပင်ဟာအမေရိကန်နဲ့တရုတ်တို့ကြားထိလေရှလေဖြစ်နေတဲ့ဂုံတွယ်ရေးသဘောတူညီချက်ကိုဆက်လက်တည်ဆောက်ဖို့လိုအပ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။ထရန့်ကလည်း၎င်းတို့ရဲ့ဆက်ဆံရေးဟာအလွန်ခိုင်မာတယ်လို့ချီးကျူးခဲ့ပြီးအစီအစဉ်များအတိုင်းလိုတက်မှုများရှိနေခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အယုတ်အမေရိကန်ခေါင်းဆောင်နှစ်ဦးစလုံးဟာ ယူကရိန်းစစ်ပွဲအကြောင်းကိုလည်းဆွေးနွေးကြပြီးချီချင်းပင်ဟာစစ်ပွဲကိုအဆုံးသတ်ဖို့၎င်းရဲ့ထောက်ခံမှုကိုထပ်မံပြောကြားခဲ့ပါတယ်။တမရဒေါ်နယ်ထရန့်ဟာလာမယ့်အေပီလမှာတရုတ်နိုင်ငံသို့သွားရောက်ပြီးရှီရှင်းပင်ကလည်း2026ခုနှစ်နောက်ပိုင်းမှာဝါရှင်တန်သို့လာရောက်မယ်လို့အမေရိကန်တမရရဲ့ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာရုရှားကယူကရိန်းနိုင်ငံမြို့တော်ကီးယက်မြို့ကိုတညတာလုံးဒုံးကျည်များဖြင့်အပြင်းထန်တိုက်ခိုက်ခဲ့ရာ စွမ်းအင်အခြေခံအဆောက်အအုံများကိုအဓိကပြစ်မှတ်ထားခဲ့ကြောင်းသိရပါတယ်။ကီယက်မြို့တော်ဝင်ဗီတာလီကလစ်ရှီကိုရဲ့ပြောကြားချက်အရလူ၂ဦးတေဆုံးပြီး9ဦးဒဏ်ရာရရှိခဲ့ပါတယ်။စွမ်းအင်အခြေခံအဆောက်အအုံများကိုကြီးမားသောတိုက်ခိုက်ခံရမှုဟုယူကရိန်းစွမ်းအင်ဝန်ကြီးကပြောကြားခဲ့ပြီးမြို့တော်ရဲ့အချို့နေရာများမှာပြစ်စစ်မီးနဲ့ရေပြတ်တမှုများဖြစ်ပေါ်လာခဲ့ပါတယ်။မြို့ရဲ့နေရာတစ်ခုရှိလူနေအဆောက်အအုံတစ်ခုကိုဒုံးကျည်ပိုင်းဆာများထိမှန်ခဲ့ပြီးမီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်းမြို့တော်ဝန်ကလစ်ချီကိုကပြောပါရယ် ။မြို့တော်ဝင်ကလစ်ချစ်ကရန်သူဟာကီးရက်ပေါ်တိုက်ခတ်မှုကဆက်လက်ဖြစ်ပါနေပါတယ်လို့ပြောကြားခဲ့ပြီးဒေသခံများကိုဘေးလွယာမှာခိုလုံကြဖို့တိုက်တွန်းခဲ့ပါတယ်။ယူကရိန်းသမ္မတဇင်လန်စကီကလည်းငြိမ်းချမ်းရေးအတွက်အတက်နိုင်ဆုံးကြိုးပမ်းနေတော်လဲ။ရုရှားကယူကရိန်းပေါ်ဖိအားပေးမှုကိုလျှော့ချမှာမဟုတ်ဘူးဟုသတိပေးခဲ့ပြီးလေကြောင်းတိုက်ခတ်မှုသတိပေးချက်များကိုလည်းလေးနက်ထားဖို့တိုက်တွန်းခဲ့ပါတယ်။ဒီတိုက်ခတ်မှုဟာအမေရိကန်ကအစိုးပြုထားတဲ့ရုရှားယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်ကိုဆွစ်ဇာလန်မှာဆွေးနွေးပြီးတဲ့နောက်တရက်ကြာမှဖြစ်ပွားခဲ့တာပါ။ ရုရှားဟာမနေ့ကလည်းယူကရိန်းနိုင်ငံတွေကိုဒရုန်းပေါင်း160ကျော်ပစ်လွှတ်ခဲ့ရာခါကီးမြို့မှာလူ၄ဦးသေဆုံးခဲ့ကြောင်းသိရပါဗျမန်ချက်စတာယူနိုက်တက်ကိုတကူစီရိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာကစားသမားဂရူရဲ့ဟာအသင်းဖော်မိုက်ကယ်ကိန်းကိုရိုက်နှက်ခဲ့၍အနီးကပ်ပြခံပြီးတဲ့နောက်အေဗာတန်အဝယ်လက်ကန်တွင်အဓိကပြောဆိုခဲ့တဲ့အကြောင်းအရာများကိုအသင်းဖော်ဟော့ကထုတ်ဖော်ပြကြခဲ့ပါဗျပွဲမှာထပ်မပိုင်းတဝက်နားချိန်မှာ နီးပြဒေးဗစ်မိုးရက်ဟာကစားသမားများအားအနီးကပ်အရေးကိုခေါင်းထဲမှထုတ်ထားရန်တိုက်တွန်းခဲ့ပါတယ်။ဒေးဗစ်မိုးရက်ဟာအဲ့ဒီကိစ္စကပြီးသွားပြီ။အဲ့ဒီကိစ္စကိုငါတို့နောက်မှဖြေရှင်းမယ်။ငါတို့မှရှိရဲ့အစီအစဉ်ကိုဆက်လက်ထိန်းသိမ်းထားဖို့ပဲအဓိကထားရမယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဆက်လုပ်နေရတဲ့ကိုဆက်လုပ်နေဖို့ဂိမ်းထဲမှာအယုံဆိုင်နေဖို့တေချာပြောကြားခဲ့ပါတယ်။အဲ့ဒါကိုအခုပြောင်းလဲလို့မရတော့ဘူးအဲ့ဒီကိစ္စကအခုပြောင်းလဲလို့မရတော့ပြီးသွားပြီငါတို့လောက်နိုင်တာကဂိမ်းကိုအာယုံဆိုင်ဖို့ပဲလို့ဟောကရှင်းပြခဲ့ပါတယ် အနီးကပြဿနာအတွက်ကစားသမားခုရေးဟာအသိန်းပေါ်များကိုတောင်းပန်ခဲ့ကြောင်းဟောက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒါဟာခဏတာယူသွမှုပါ။ရှောင်ရှားလို့ရတာအမှန်ပါ။ကျွန်တော်ပြောနိုင်တာကတော့ Gray ဟာကျွန်တော်တို့အားလုံးကိုပက်တဝက်နားချိန်မှာတောင်းပန်စကားပြောခဲ့ပြီးသူ့ဘက်ကပြောစရာရှိတာပြောခဲ့ပါတယ်လို့ဆိုပါတယ်။အနီးကရရှိပြီးနောက်အသိန်းပေါ်များရဲ့တုံ့ပြန်မှုဟာအမခန့်ဖြစ်ခဲ့ပြီးပွဲကိုတာယာရှုံးနိမ့်သွားမယ်အစားအသိန်းလိုက်စိတ်တက်ကိုပုံမမြင့်တက်ခဲ့တယ်လို့ဟောကရှိကြခဲ့ပါတယ်။ လီးပြမိုရက်ကတော့သူ့ရဲ့ကစားသမားနှစ်ဦးအချင်းချင်းပြဿနာတက်တာကိုမဆန့်ကျင်တဲ့အပြင်သူ့မှာထူးခြားတဲ့အမြင်တစ်ခုရှိနေပါတယ်။ကျွန်တော်ကစားသမားတွေကအချင်းချင်းရဖြစ်တာကိုကြိုက်ပါတယ်။တစုံတယောက်လှုပ်ဆောင်ချက်မမှန်တဲ့အခါမျိုးမှာရလက်ကောင်းဖို့အတွက်အဲ့ဒီခဏရင်ရှိမှမာကျောမှုကိုလိုချင်ရင်ကစားသမားတွေမှာအဲ့ဒီလိုတုံ့ပြန်မှုမျိုးရှိဖို့လိုတယ်လို့ထင်ပါတယ်ဟုမိုရက်ကအမှတ်ချက်ပေးခဲ့ပါတယ်။ဒီပွဲမှာဆယ်ယောက်ထဲပြင်ကစားခဲ့ရတော့လေအေဗာတန်ဟာဟောရဲ့တင်ကုန်းနဲ့အတူရေးပါတဲ့အနိုင်သုံးမှတ်ကိုရယူနိုင်ခဲ့ပြီး ပရီးမီးယားလီဂ်မှာအိုထရက်ဖို့တွင်ဧည့်သည်ဖြစ်ပထမဆုံးနိုင်ရတဲ့စံချိန်ကိုဒေးဗစ်မိုရက်ကလည်းတင်နိုင်ခဲ့ပါဗျာ PNB TV စီစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။နောက်ရက်တွင်မှပြန်လည်ဆုံတွေ့ကြပါမယ်။အပိခကြတဲ့ပရိသတ်တျော်ချင်းစီတဲ့ကိုကျေးဇူးတင်ပါတယ်ရှင်။အားလုံးပဲပင်ရင်ကင်းကွက်ပြီးရှင်လန်းချမ်းမြေ့ကြပါစေ။